မိခင်ဖြစ်သူဒေါခင်တန်းဝင်းရဲ့နာရီရက်လေကိုမိခင်ကြီးရဲ့အသေးမိတ်ဆွေအနေငယ်နဲ့တောင်အေးချမ်းစွာဆုံးကပ်ကုသိုလ်ပြုလုပ်ခဲ့တဲ့ဆိုတဲ့တရုတ်ဆောင်ကြီးကြီးပွင့်ဖြူမင်္ဂလာပါပရိသတ်ကြီးရှင်တခိတခါကအနုပညာလောကမှာဇပိုးဆန်းရံတရားအနေနဲ့နှစ်ပေါင်းများစွာရည်တည်လာခဲ့တဲ့တရုတ်ဆောင်ဒေါခင်တန်းဝင်းကတော့ပြီးခဲ့တဲ့မေလ23ရက်နေ့ကသူမနေထိုင်ရာတိုက်ခန်းမှာသွေးတိုးယောဂနဲ့ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ် တရုတ်ဆောင်ဒေါခင်တန်ဝင်းဟာကွယ်လွန်ချိန်မှာအသက်69နှစ်ရှိနေပြီဖြစ်ပြီးကွယ်လွန်ချိန်မှာတော့သမီးနှစ်ယောက်နဲ့မြင်းနှစ်ယောက်ကြန့်ရှိခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဒေါခင်တန်ဝင်းရဲ့နာရီကိုတော့မိသားစုဝင်များနဲ့ခင်မင်ရတဲ့မိတ်ဆွေတချို့နဲ့သာအချင်းယုံပြုလုပ်ခဲ့တာဖြစ်ပြီးဒီကနေ့မေလ30ရက်နေ့ကတော့တရုတ်ဆောင်ဒေါခင်တန်ဝင်းကွယ်လွန်တာရက်လည်သွားတဲ့အနေနဲ့ဖြစ်ပါတယ်တရုတ်ဆောင်ရီရီပွင့်ဖြူကမိခင်ဖြစ်သူဒေါခင်တန်ဝင်းရဲ့ရက်လည်နေလေးမှာလေမိခင်ကြီးရဲ့အရင်းနှီးဆုံးမိတ်ဆွေတငယ်ချင်းအနည်းငယ်ကိုသာဖိတ်ကြားခဲ့ပြီးဆုံးဖြတ်ရက်လည်ပွဲလေးကိုအေးချမ်းချမ်းနဲ့သာပြုလုပ်ပေးခဲ့ကမိခင်ကြီးကောင်းရမွန်ရဘဝကိုရောက်ရှိစေဖို့အတွက်ဆုတောင်းမြတ်တာပို့သပေးခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်ရည်ပွင့်ဖြူကအမေရဲ့ရက်လည်နေလေးပါအစားစားရရာကိုကြီးဖေးမကြတဲ့မိတ်ဆွေတငယ်ချင်းများအလုံးကိုကျရဲ့သူမိသားစုမှကျေးဇူးတင်ပါတယ်တော်ဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေရက်လည်ဆွန်ကြွေးပွဲကျင်းပနေတဲ့ပုံရိပ်လေးတွေနဲ့တကွာခြားပြလာခဲ့တာပဲဖြစ်ပါတယ်တရုတ်ဆောင်ရည်ရည်ပွင့်ဖြူကတော့အိမ်အောင်ချပင်နောက်ပိုင်းမှာမိခင်ဖြစ်သူနဲ့အတူတူမနေတော့ပဲကိုပါအိမ်သီးသန့်နဲ့ခွဲနေခဲ့တာဖြစ်ပြီးခင်မွန်ဖြစ်သူနဲ့အတူ social influencer တယောက်အနေနဲ့ရက်တီလာခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်ဒေါခင်တန်ဝင်းဟာသူမရဲ့နေအိမ်တိုက်ခန်းမှာတယောက်တည်းနေထိုင်သူဖြစ်တာကြောင့်ကွယ်လွန်ချိန်မှာမိသားစုဝင်တွေတယောက်မှမတီးလိုက်ဘဲတယောက်တည်းကွယ်လွန်သွားခဲ့တဲ့ဆိုတဲ့သတင်းတွေကြောင့်လည်းတရုတ်ဆောင်ရီရီပွင့်ဖြူအနေနဲ့စိတ်ဆင်းရဲဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးသူမအနေနဲ့သူမဘဝရဲ့အောင်မြင်ဆုံးအချိန်ကိုရောက်ရှိနေတာကြောင့်အခုလိုတိုက်ခိုက်ခံရတာတွေဖြစ်ကြောင်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြန်လည်ဖြည့်ရှင်းပြောပြထားတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ရီပွင့်ဖြူရဲ့မိခင်ကြီးဒေါခင်တန်ဝင်းတယောက်လည်းကောင်းရမွန်ရာဘဝကိုရောက်ရှိပါစေလို့စွတ်တောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။